အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမင်းမြတ်သူရရေးသားတယ်မွေဖြူချင်းမလို့အမိရတဲ့လုံချင်းဝှထုရှိကိုအပိုင်းရှိအနေနဲ့ကျွန်တော်ကိုရှိတာမှဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအင်းနီဂျီနောက်ဖက်ရှိချက်ဝန်းတီကျဲပြုံးပြီးရှုံနေပိတ်ပေါင်းများထူထက်များပြား၏တီဟာတီထုံနေမြေကိုကျွမ်းကျင်သည်ဖြင့်ရှာအနောက်ရှိရာသို့လှိမ့်မြန်စွာရောက်ရှိသွား၏ အိန္ဒိကြီးရဲ့နောက်ဖက်၌ဒေါ်ပန်းယုံ၏အစီအစဉ်ဖြင့်အောက်လင်းမိသည်သုံးလုံးထွန်းသားသည်ဖြင့်ရခင်ညာများနှင့်မတူပဲလင်းထိန်နေ၏တီဟာသည်ကျိုးမင်းကြီးတပင်ကိုအကာအကွယ်ပြုရင်းရန်သူများ၏အရေးရှိကိုစောင့်ကြည့်နေမိ၏အိန္ဒိကြီးရဲ့နောက်ဖက်ရှိတင်ကြိုင်းတစ်ခုလုံးမှလည်းမှောင်ပိန်းနေသည်ဖြင့်လူသူအရေးရောင်ကိုကမမြင်ရပါရှိထိုအခိုက်မှပင်သူ၏အနီးမှတေးရွှေချောင်များကို ရှင်နင်းတံကိုကြားရ၏ တရသည် channel တွင်ရန်သူဝင်ရောက်နေပြီဟုအသည့်ဝင်လာပြီးရန်သူကိုတိုက်ခိုက်ရန်စောင့်နေမိ၏ထိုအခိုက်မှာပင်ရန်သူသည် ကျုံးမွန်ကြီးအနောက်သို့ရောက်ရှိလာ၏ထို့ကြောင့်တိဟသည် ရန်သူကိုချက်နှောင်ပြီးလဲတိုင်အားဓာပြင့်ခုတ်ပိုင်းရန်ပြင်ဆင်လာ၏ထိုအခါရန်သူမှာကိုကံပညာကျွမ်းကျင်ဟန်ဖြင့်ရုံးကန်၍ရင်ဆိုင်တိုက်ခိုက်လေ၏တိဟသည် ရန်သူကိုအလျှော်ပေးတိုက်ခိုက်ရန်အကြောင်းမရှိသဖြင့်ပြင်းထန်စွာတိုက်ခိုက်၏ ရန်သူမှာတီဟာ၏တိုက်ခိုက်မှုကြောင့်အခက်တွေသွားပုံရ၏ထိုအခိုက်မှပင်တီဟာသည်ရန်သူထံမှမွေးပြန်သောရဏံတမျိုးကိုရ၍မျက်မှောက်ကျုံလိုက်ပြီးတိုက်ခိုက်ခြင်းကိုရပ်တန့်ကာဟင်မင်းမင်းမင်းစပယ်မဟုတ်လားဟုမင်းမြန်ကြီးစပယ်ဆိုသောမင်းမပြို့မှာအိန်ဒီကြီးဤအိမ်ဖော်မင်းကလေး၃ယောက်အနေအငဲဆုံးသောမင်းကလေး၏အမည်ဖြစ်သည်ရန်သူသည်တီဟာ၏စကားတန်ကြောင့်တိုက်ခိုက်ခြင်းကိုရပ်တန့်၍ဟင်ရှင် ရှင်ကိုတရားမဟုတ်လားဟုမေးမြန်း၏တရားတည်းရန်သူမှာစပယ်ဆိုသောမိန်ကလေးမှန်းတေချာတည်သွားသောအခါတန်တရားဝင်သွားပြီမယုံသင်ကဟန်ဖြင့်ကြည့်၍စပယ်ဒီလိုချိန်မျိုးမှာမင်းဘာဖြစ်အိမ်နေကြီးနောက်ကိုရောက်နေရတာလဲထိုအခါစပယ်ဆိုသောမိန်ကလေးကလည်းရှင်ရောဘာဖြစ်လို့အိမ်နေကြီးနောက်ကိုရောက်နေရတာလဲရှင်ဟာမတင်ကားစရာတိတ်ကောင်းနေဟုဆွဆွဲ၏ထိုအခါတိဟကစပယ်ဆိုသောမိန်ကလေးကိုတခါကြည့်၍ဒီမှာ မင်းငါ့ကိုဘာမှမယုံသင်္ကာစကားတွေနဲ့လာမပြောနဲ့အိမ်နေချင်းနောက်ဘက်မှာရန်သူတွေဝင်ရောက်နိုင်တယ်လို့ငါတန်တရားရှိတဲ့အတွက်ဒီနေရာကိုငါထွက်လာခဲ့တာပဲဟင်ဒါဆိုရင်ရှင်တဲ့ကျမကအကြံချင်းတွေတူနေပြီကျမလည်းအိမ်နေချင်းနောက်ကိုစိတ်မချလို့ထွက်လာခဲ့တာပဲဟုတ်ပြောလေရတရားကမိမပြုတ်ကိုမျက်မှောင်ကျုံကြည့်၍မင်းကဘာဖြစ်လို့အိမ်နေချင်းနောက်ကို စိတ်မချရတာလဲဟုတ်မင်းမြန်ကြီးတို့ကမိမပြိုကတပ်ပြင်းချ၍ ကျမစိတ်ထဲမှာတန်တရားဖြစ်နေမိတယ်။ရန်သူတွေဟာကဘာလှဲ့ပြီးတော့ရှင်းအောင်ပစ္စည်းတွေကိုမုတ်ဆိုးတွေလိုအနှခံပြီးရှာဖွေနေတဲ့သူတွေဖြစ်တယ်။သူတို့မှာအတွေ့အကြုံတွေအများကြီးရှိတယ်။အန်ဒီရဲ့အမျိုးမျိုးနဲ့လည်းရင်ဆိုင်တွေ့ကြုံမှုတဲ့သူတွေပဲ။သူတို့လိုလူတွေဟာအိန္ဒိယရဲ့အခြေပတ်မှာဆက်လိမ့်ပြီးတဝင်းဝင်းနဲ့လူတန်းသူတန်းတွေထွက်နေတာဟာအံ့ဩစရာပဲ။ဒါဟာကျမတို့ကိုလှည့်စားခြင်းလားလို့ကျမတန်တရားဖြစ်မိရဲ့ ဒီအကြောင်းတွေကိုကျမရဲ့အမတွေကိုဖွင့်ပြောပြခဲ့ပေမဲ့သူတို့ကလက်မခံကြဘူးအမေတော်ပန်းရုံကိုလည်းကျမပြောဖို့အချိန်မရတဲ့အတွက်အိမ်နေကြီးရဲ့အနောက်ဘက်ကိုကျမတကိုယ်တည်းထွက်လာခဲ့တာပဲဟုတ်ပြောကြီးတဝခါအတိဟကဒါဆိုရင်တော့မင်းနဲ့ငါအကြံချင်းတူနေပြီငါလည်းအိမ်နေကြီးအနောက်ဘက်ကိုတန်တရားရှိလို့ဒီနေရာကနေလာစောင့်နေတာပဲမင်းကိုရန်သူအမတ်နဲ့မှာပြင်ပြီးတိုက်ခိုက်ခဲ့တာတန်တရားစိတ်ကြောင့်ပဲ ငါတို့ဒီနေရာကနေရန်သူတွေကိုစောင့်ကြည့်ကြရအောင်ထိုအခိုက်မှာပဲမိမပြူကတင်ညာအတွင်းသို့လက်ညှိုးညွှန်ပြလိုက်ပြီးတရားလှမ်းကြည့်လိုက်သောအခါတင်ညာအတွင်းမှာလက်ခနဲသောမီးရောင်ကိုမြင်တွေ့လိုက်ရ၏ထိုအခါတိဟာက လေတံတို့တို့ဖြင့်တင်ညာထဲမှာ လူရိပ်တွေ့တယ်ငါတို့ထင်တာကတော့မှန်နေပြီထင်တယ်သူတို့တွေဟာအိမ်ကြီးအခြေဘက်ကနေအယောင်ပြပြီးတော့အနောက်ဘက်ကနေဝင်လိုက်မယ် ဟုပြော၍ရန်သူများရဲ့ရိတ်ရှည်ကိုရှောင်းမြောင်းကြည့်ရှု၏။တင်းကြိုင်တွင်မှလှုပ်ရှားသံများကို တီးတိုးသာကြရ၏။တင်းကြိုင်တွင်မှ လေတိုးသံနှင့်အစာချာထွက်လာသောညင်ခံများ၏အတန်ကိုကကြရရှိ၏။အိမ်နေကြီး၏နောက်ဘက်မှအလင်းရောင်ထွန်းထားသောကြောင့်အောက်လင်းမီးသီးများရှိနေ၏။မိမက်ပြိုသည်တီအား၏လက်မောင်းကိုတင်းကျက်စွာဆုပ်ကန်၍ရန်သူတွေရောက်လာပြီ။ဟုလေတံတိုးဖြင့်ပြော၏။အိမ်နေကြီးတို့ရှင်းကပ်လာသော ရန်သူမှာ၄ယောက်ဖြစ်ပြီးလက်နက်နဲ့တရေမြောက်ကိုကင်ဆောင်ထားလေ။တရကမိမပြုတ်ဘက်သို့လှည့်၍မင်းပြန်နေရန်သူတွေကငါရင်ဆိုင်တိုက်ခိုက်လိုက်မယ်။ဟင်ကျမလည်းရှင်နဲ့အတူတိုက်မယ်။မင်းအတာနေစမ်းပါငါတယောက်ထဲတိုက်ခိုက်နိုင်ပါလေ။မင်းအိမ်ကြီးကြီးကိုပြန်ပြီးရန်သူတွေရောက်လာတဲ့အကြောင်းသတင်းသာပို့ပါ။ဟုတ်ပြော၏။ထို့နောက်တရသည်ရန်သူများနှင့်ရင်ဆိုင်တိုက်ခိုက်ရန်အမှောင်ထဲသို့တိုးဝင်သွား၏။ ရန်သူများသည်အိမ်နေချင်းရဲ့နောက်ဖက်တွင် ရင်ဆိုင်တိုက်ပွဲများနှင့်မတွေ့ကြုံနိုင်ဟုယူဆထားပုံရသည်တရားသည်တပင်ကြီးအနောက်ဖက်တွင်ပုံကွယ်၍ရန်သူများကိုစောင့်ကြိုနေ၏ထိုအခိုက်မှာပင်တရှိကင်ထားသော ရန်သူတို့သည်တပင်အနောက်သို့ရောက်ရှိလာကတရားသည် ရန်သူ၏ဓားကင်ထားသောလက်ကိုဆွဲလုလိုက်ပြီးရင်ဝါကိုဒူးဖြင့်တိုက်လိုက်လေ၏ရန်သူသည်အမှတ်မထင်ထားသဖြင့်အငိုင်းမိကအင့်ကနေနေအောင် မြေပေါ်သို့ပြိုလဲ၍ကျသွားလေသည် တိဟသည်ရန်သူဤခန္ဓာကိုယ်ကိုချုပ်နှဲသို့ဆွဲသွင်းရန်ကြံနေသည်အနည်းသို့ရန်သူတို့ထပ်မံရောက်ရှိလာ၏ရန်သူသည်မိမိကိုမမြင်ဘဲဖြစ်နေစဉ်တိဟသည်တပင့်ကွယ်မှရန်သူဤဝမ်းပိုက်ကိုသို့ရှေဖြင့်တအားဆောင်ကန်လာ၏ရန်သူသည်ရကောင်းကိုထီသွားသည်ဖြင့်မြေပေါ်သို့ပြိုလဲကြ၏တိဟသည်အတန်တိတ်တိုက်ခိုက်နေရသည်ဖြင့်ရန်သူများမှကရိတ်စားမိပုံမရရှိထိုအခိုက်မှာပင်ရန်သူများ၏အတန်ပလန်ကိုကြားရသည်ဖြင့်တိဟသည်တက်ကိုင်းပေါ်သို့ ခိုဆွဲ၍တက်လိုက်လေ။ရန်သူနှုတ်ဦးသည်တပည့်အနောက်သို့ချုံနှင်း၍ရောက်ရှိလာ၏။ထိုသူများသည် ရှင်းမှတက်လာသောသူများကိုအတန်အုပ်အုပ်ဖြင့်လှမ်းခေါ်နေကြ၏။တရသည်ထိုအခွင့်အရေးကိုအရယူပြီးတပည့်ပေါ်မှဂုံးကနေခုံစင်းကရန်သူနှုတ်ဦးကိုခေါင်းချင်းတိုက်ပေးလိုက်၏။ထိုအခိုက်မှာပင်အနီးသို့စပယ်ဆိုသောမိမပြုတ်ကလေးရောက်ရှိလာပြီးလိမ့်ကျသွားသောရန်သူများကိုကြည့်ကရှင့်ရှင့်အတွက်ကျွန်မစိုးရင်လို့စောင့်နေတာဟုပြော၏ တရားဒီမိမပြုတ်ကိုကြည့်ပြီးခေါင်းခါရလိုက်ပြီးအိမ်နေကြီးကိုအမြန်သွားပြီးရန်သူတွေရောက်နေကြအကြောင်းကြားလိုက်ပြီးတော့အိမ်နေကြီးနောက်မှာတကယ်ကြောက်စရာကောင်းတဲ့ရန်သူတွေရောက်နေပြီးဟိုအလောတကြီးပြောကြီးတော်ကိုင်းမှာပဲရန်သူတွေအောင်းလင်းမီးအလင်းရောင်ဖြင့်မိမပြုတ်နဲ့တရားကိုမြင်သွားပြီးတရှိကိုစီဖြင့်တိုက်ခိုက်ရန်ပြေးလွှားလာကြလေသည်တရားဒီမိမပြုတ်ကိုတတိပေးရန်မဖြစ်နိုင်တော့ပဲရန်သူဤတရှိကိုကမန်းကရန်ရှောင်တိန်လိုက်ရ၏မိမပြုတ်သည်လည်းတပတ်ရန်သူဤ လှန့်ရှည်ဖြင့်တိုက်ခိုက်ခြင်းကိုခံနေရ၏မိမပြောသည် သူမ၏နောက်ကျောတွင်လွဲထားသောတရှိကိုထုတ်၍ရန်သူကိုခုခံ၏ထိုအခါဓာနှက်လက်ရိုက်ခတ်သောတချွင်ချွင်အတံများထွက်ပေါ်လာပြီးမိများပင်ထွက်လာလေ၏တင်ရသည်တဖက်ရန်သူကိုခုခံရင်တစ်ပင်ကိုခိုစည်းကာရန်သူ၏မေယိုအားရှည်ဖြင့်တအားဆောင်ကန်လိုက်၏ရန်သူသည်တရား၏ကံချက်ကို မရှင်းနိုင်ပေနောက်သို့လမ်းကျသွား၏ မိမ့်မပြိုသည်ရန်သူကိုခုခံတိုက်ခိုက်နေစဉ်အနည်းသို့ရန်သူနှအူထမ်းမှန်ရောက်ရှိလာပြီးမိမ့်မပြိုကိုဝင်ရောက်တိုက်ခိုက်လေ။ထိုအခါဓားခုတ်တံများ။အော်ဟစ်ကြွေးကြော်တံများခြံနောက်ဘက်တွင်စူညံပွက်လောရိုက်နေတော်၏။တရသည်ရန်သူနှအူကိုခုခံကာကွယ်ရင်းမိမ့်မပြိုအားအိမ်နေကြီးရှိရာသို့တွားရောက်ပြောဆိုရန်အော်ဟစ်ပြောဆိုလေ။ရန်သူများသည်အိမ်နေကြီးအနောက်တွင် ခုခံကာကွယ်မှုများရှိနေလိမ့်မည်ဟုမမျှော်လင့်ထားသဖြင့်အခက်ကြုံနေကြရ၏။ သို့တော့၎င်းတို့ကိုခုခံကာကွယ်နေသူမှာလူငယ်စုံတဲ့တဲသာဖြစ်တဲ့ဖြင့်အပြင်းအထန်တိုက်ခိုက်နေရတော်၏။ရန်သူများသည်ကြမ်းကြုတ်ရက်ဆက်သူများဖြစ်ပြီးတီဟာတို့ကိုအလွယ်တကူအနိုင်မယူနိုင်သောအခါလက်နက်များကို ထုတ်၍ပစ်ခတ်ရန်ပင်ကြံစီကြလေ။တီဟာသည်လက်နက်ကင်သူတို့၏လက်ကိုရှေ့ဖြင့်တအားဆောင်ကန်ချလိုက်ပြီးဓားဖြင့်ခုတ်ပိုင်းလိုက်။မိမဲမြို့သည် ရန်သူ၏တနက်ကြီးစံကိုကာကွယ်ရန်တစ်ပင်နောက်သို့ဝင်ရောက်ပုံအောင်နေ၏။ အိမ်နေချင်းနောက်၌တဏှပြက်တံများစူးစူးညံညံကိုကြားရသဖြင့်ဥပါလာတို့လူစုသည်အိမ်အနေချင်းနောက်သို့ရောက်ရှိလာကြ၏ထို့နောက်တရားတို့နှင့်ရန်သူများကိုဝိုင်းဝန်းတိုက်ခိုက်လေသည် ရန်သူများသည်အိမ်နေချင်းကိုအလစ်ဝင်၍တိုက်ခိုက်ရန်ကြံစီတော်လဲ၎င်းတို့၏အကြံစီကမအောင်မြင်ခဲ့ပါပြီရန်သူများသည်၎င်းတို့လဲစားမှုမအောင်မြင်နိုင်တော်မှန်သည့်သဖြင့်နောက်သို့ပြန်လဲ၍ဆုတ်ခွာသွား၏ထိုအခါဒေါ်ပန်းယုံကငါတို့အားလုံးလဲစားခံလိုက်ရတယ် မောင်တရားနဲ့စပယ်တာအိန်ဒီကြီးနောက်ဖက်ကို မလာခဲ့ရင်အိန်ဒီကြီးရဲ့ကံကြမ္မာကမတွေးဝင်ဘူးထိုအခါချာတောင်ကြီးဥပလာကလည်းဟုတ်တယ်ငါတို့အားလုံးရန်သူတွေရဲ့လဲစားခြင်းကိုခံလိုက်ရတယ်မင်းတို့ကညာအမျောမြင်မရှိရင်အိန်ဒီကြီးကလူတွေအားလုံးကအချုံးနဲ့ရင်ဆိုင်ရမှာပဲဒီကောင်တွေကပထမဆုံးတိုက်ပွဲမှာအထိနာသွားတယ်ဆိုတော့နောက်တဲ့ချိန်အရေးဆုံးရဲမှာမဟုတ်တော့ဘူး ဟုတ်ပြောလေတူအားကားဒေါ်ပန်းယောကဝင်ရောက်၍ဘာပဲဖြစ်ဖြစ်ငါရဲ့ရန်သူတွေအိမ်ဒီကြီးကိုနောက်တစ်ချိန်ဝင်ရောက်တိုက်ခိုက်နိုင်ဦးမှာပဲဟုတ်ပြောကအိမ်ဒီကြီးစီတို့ပြန်လည်၍ထွက်ခွာသွား၏တရားတော်သည်နောက်ရံများတွင်ရန်သူကိုအဓိကထား၍စောင့်မျှော်လေ၏တိုးတော်ရန်သူသည်တရားတော်အားအထင်မသေးရတော့သဖြင့်နောက်ရံများတွင်လာရောက်တိုက်ခိုက်ခြင်းမရှိတော့ချေဒေါ်ပန်းယောကသူတို့အားလုံးကိုခေါ်၍အခုချိန်မှာရန်သူအားငြိမ်သက်နေတယ် ဒါပေမဲ့ရန်သူဟာငါတို့စီနောက်တစ်ချိန်ရောက်လာကြအောင်မှာတော့တေချာနေတယ်။ငါတို့အားလုံးရန်သူကို အနံ့ရလိုက်ပြီမဲ့နောက်တစ်ချိန်မပေါ်မဆဖို့တော့လိုလိမ့်မယ်။ရန်သူဟာရေချင်းချီပြီးကြောက်စရာကောင်းတဲ့သူတွေဆိုတာမင်းတို့အားလုံးယိတ်စားမိပါပဲ။ထိုအခါချမ်းဆောင်ကြီးဥပလကလည်းသူတို့အားလုံးခန့်ညံ့ညံ့လူဆိုးတွေမဟုတ်ဘူးကွာ။ကဘာအရရက်ကိုလှည့်လည်သွားလာနေတဲ့ရှင်ဟောင်းမုံဆိုးတွေသူတို့ကိုအထင်သေးမိလို့ပထမအချိန်တိုက်ပွဲမှာ ငါတို့တွေကောင်းကောင်းကြီးဒုက္ခရောက်တော့မလို့မောင်တရားတို့အမျော်မြင်ရှိလို့တော်သေးတာဗောဒါကြောင့်ငါတို့အားလုံးတတိဝရိယရှိဖို့လိုအပ်တယ်အိန္ဒီကြီးမှလူများဒီမောင်တရားနဲ့စပယ်တို့ကိုဝိုင်းဝန်းချိန်မိုးနေကြတော့လေမောင်ချွေမြမမို့ချိန်မိုးခြင်းမရှိချေမျက်မှောက်ကိုကြုံရတာကြည့်ရှုနေဤမောင်တရားဒီတခါကမောင်ချွေမြနဲ့ကျူးလွန်ဘူးသော အိမ်ပေါ်မင်းကလေးစပယ်ကိုတတိယဤအိန္ဒီကြီးကြီးလူများအားလုံးဒီရန်သူများကိုအထိခထား၍စောင့်မျှော်နေတော့လေ ရန်သူများသည်အိန္ဒိကြီးသို့ထပ်မံ၍ဝင်ရောက်တိုက်ခိုက်ခြင်းမရှိတော့ရှိ။တရားတို့သည်အိန္ဒိကြီး၌ရပောင်းများစွာအကျဉ်းချခံရသဖြင့်ညင်းငွေ ပြင်းရည်ညင်းငွေလာ၏။ဘောင်ရှင်များသည်အိန္ဒိကြီးအနီးသို့လှည့်လည်သွားလာနေရသဖြင့်ပြင်းရည်ညင်းငွေခြင်းကမရှိပါရှိ။တရားသည်ရန်သူများနှင့်ပတ်သက်၍တစုံတရာကိုဆုံးဖြတ်လိုက်ပြီးဒေါ်ပန်းယုံတို့နှင့်တိုင်ပင်ဆွေးနွေးရန်ကြံစီလေ၏။တော်ပန်းယုံကရှောင်းလုံးမျိုးတနတ်ကိုလှက်ပတ်ကစားရင်းမင်းရဲ့ဆန္ဒကိုပြောပါ မောင်တရားကဒေါ်ပန်းယုံကိုကြည့်၍ကျုပ်တို့စုံစမ်းခဲ့ရသမျှအတော်ရဲ့ရန်သူတွေရှိနေတဲ့နေရာကိုတည်ပြီးပါပြီအိမ်ကြီးမှာပဲရန်သူတွေကိုစောင့်မျှော်နေမဲ့အစားသူတို့နေရာကိုတွားပြီးတိုက်ခိုက်ရင် ရန်သူတွေမျော့မမျော်လင့်ထားတဲ့အတွက်ရှုံးနေမှုရသွားမှသိရှာတယ်တူအကတရားရည်စကားကိုနားထောင်နေသောမောင်ရွှေမြကဝင်ရောက်၍ဟေ့ကမင်းရဲ့ကြောင့်ကသဘောမတူနိုင်ဘူးရန်သူတွေဟာရိုးရိုးလူတွေမဟုတ်ဘူးကွာ ူတို့ကအတွေ့အကြုံရှိတဲ့သူတွေငါတို့ကအိမ်နေကြီးထဲမှာနေပြီးသူတို့ကိုခုခံတာကကောင်းတယ်အိမ်နေကြီးရဲ့အပြင်ကိုထွက်ရင်တော့ကိုယ့်ရဲ့သွေးရင်းကိုကိုတူးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်မင်းကကိုယ့်ကိုယ်ကိုအထင်ကြီးပြီးအရင်မစွန့်ကျင်စားပါနဲ့ကွာကျောက်ကကိုယ့်ကိုယ်ကိုအထင်ကြီးပြီးပြောနေတာမဟုတ်ဘူးဗျရန်သူတွေမျောလင့်မထားတဲ့အပြုအမူကိုလှုပ်တာဒါဟာစွန့်စားမှုတစ်ခုပဲ တဖက်လူမျောလင့်မထားတဲ့အပြုအမူတစ်ခုကိုပြုလုပ်တာဟာအောင်မြင်မှုတရက်ပဲဟုပြော၏ထိုအခါချမ်းဆောင်ကြီးဥပလလည်းဝင်ရောက်၏ဒီတခါတော့မောင်သိဟရဲ့စကားကိုကျုပ်ထောက်ခံတယ်ရန်သူတွေဟာကျုပ်တို့အလက်ဝင်တိုက်မှာလုံးဝထင်မှတ်ထားမှာမဟုတ်ဘူးဒါကြောင့်ကျုပ်တို့အနေနဲ့အလွယ်တကူအောင်မြင်မှုရနိုင်တယ်ထိုအခါမောင်ရွှေမြကလက်သီးဆုပ်၍ဒီမှာခမည်းတော်ဟာကိုကိုကိုတော်တော်အထင်ကြီးနေကြတာပဲ တချိန်တခါလေးအနံရလိုက်တာနဲ့နောက်တစ်ချိန်ဆက်ပြီးအနံရလိုက်မယ်လို့မျှော်လင့်ထားသလားတေချင်နဲ့ကြာတောပြောင်းဆိုတဲ့စကားရှိတယ်ဒီစကားဟာခမည်းတော်လိုလူတွေအတွက်လှုပ်ထားတာပဲဟုပြော၏ဒေါ်ပန်းယုံသည်၎င်းတို့၏စကားများကို မျက်မှောင်ကျုံ၍စဉ်းစားနေဟန်ရှိပြီးအတန်ကြာသောအခါမှာဥပလနဲ့မောင်တီအားဟာအရေးချင်းရှိတဲ့သူတွေပဲသူတို့စကားကို အမေအလေးနဲ့ပြုရမယ်နောက်ပြီးတော့သူတို့ဟာကိုယ့်အန္တရာယ်ကိုကိုယ်ကာကွယ်နိုင်မယ်လို့လည်းအမေယုံတယ် ဒါကြောင့်ရန်သူတွေရှိရာကိုလှုပ်ဖို့အမေဆုံးဖြတ်လိုက်ပြီ။ထိုအခါအမွှာညီကိုနှစ်ယောက်ကလည်းမောင်ရွှေမြဘက်သို့လှည့်၍ကျုပ်တို့အတွက်မပူပါနဲ့ကိုရွှေမြရန်သူတွေကိုကျုပ်တို့ကောင်းကောင်းဒုက္ခပေးနိုင်မှာပါ။ကျမလည်းကိုဒီအားတို့နဲ့လိုက်ပြီးရန်သူတွေကိုတိုက်ခိုက်ပြရစီ။သူတို့ကိုအချင်းပြန်ရဲတဲ့တက်တီကျမမှာရှိပါတယ်။ဟိုရဲဝင်းစွာကတိပြုလေ။မောင်ရှင်များသည်စပယ်ဆိုသောမိန်းကလေး၏ရဲရဲတောက်နေသောအမူအရာကိုကြည့်၍ ီမှာစပဲမင်းဟာမင်းကလေးတယောက်ဆိုတာမမေ့နဲ့ဩဒီလူတွေကိုကိုကိုအထင်ကြီးပြီးသွားနေတဲ့လမ်းမှာဒုက္ခတွေ့မှာတေချာတယ်သူတို့နဲ့လိုက်ပြီးနင်းကဒုက္ခဒုက္ခခံမလို့လားဟုတ်စူဘူးကျိမောင်းဤစပယ်ကမောင်ချွေမြောက်ကိုစကားမတုံ့ပြန်ပဲခေါင်းကုန်း၍တာနေသူအကားဒေါ်ပန်းယုံကဝင်ရောက်၍စပယ်တို့ညီမတွေကို အမေအစကတည်းကလေ့ကျင့်ပြီးသားပါငါသာသူတို့ဟာတောင်ယုံတောင်ယုံယောက်ျားတွေနဲ့အများကြီးတာပါတယ် ဒါကြောင့်စပယ်လိုက်လိုက်ရှင်လိုက်သွားပါစေ။မောင်ချင်များသည် သူ၏စကားများအယားမဝင်သောအခါအိန်ဒီကြီးအပေါ်တက်သို့တက်ခေါက်၍တက်သွားလေ။တရားတော်သည်မျိုးစုံချစ်ရန်သူများရှိရာအိန်တို့သွားပြီ။ယနေ့ည၌မှတ်လောက်သားလောက်ဖြစ်အောင်ပညာပေးရန်ကြံရွယ်လေ၏။ညသို့ရောက်သောအခါအိန်ဒီကြီးမှထွက်မထွက်ခွာမီဥပလကဒီကောင်တွေလူစိုးလူမိုက်တွေဖြစ်တာတော့မှန်တယ်။ဒါပေမဲ့ သူတို့တရားပြတိုင်းငါတို့ပြက်လို့မဖြစ်ဘူးတတ်နိုင်တယ်များအသက်အန္တရာယ်ကိုမတရားအောင်လုပ်မှဖြစ်မယ်ငါတို့ဘာကောင်းနေလဲဆိုတာဒီကောင်းနေသိပြီးမှတ်လောက်သားလောက်ဖြစ်သွားရင်တော်ပါပြီဟုပြော၏တရားကကောင်းငြိ၍ဟုတ်တယ်ကျုပ်တို့ရေမွေမဟုတ်ဘူးဆိုတာသူတို့သိဖို့ပဲရေမွေတွေမဟုတ်မှန်သူတို့သိရင်ကျုပ်တို့ကိုစော်ကောင်းဖို့မှာမဟုတ်ဘူးဟုပြော၏ထို့နောက်၎င်းတို့သည်ယထာလုံးတစည်းကိုငှားရန်ကမြို့ပြင်သို့ထွက်ခွာသွား၏ ိန်နီကြီးနိုင်ဒေါ်ပန်းယောမောင်ရွှေများနဲ့အိမ်ဖော်မိန်းကလေးသုံးဦးသာကြံရိတ်ခဲ့တရားတော်သည်မြို့ပြင်သို့ရောက်သောအခါအမှောင်ထဲတွင်တိတ်တဆိတ်လမ်းလျှောက်သွားပြီးရန်သူများရှိရာအိမ်ကြီးသို့တိတ်တဆိတ်တိုးကပ်သွားလေ။အုတ်စည်းရိုးဤသို့ရောက်သောအခါမောင်တီဟာကအုတ်စည်းရိုးကိုခိုးဆွဲ၍ဥစွာတက်လာ၏။ထို့နောက်ရန်သူအရေးရှိကိုကြည့်ကရှံဝင်းအတွင်သို့အတီးအီးခုန်ချလာ၏။အမှားညီကိုသည်ဓာတ်စီပုံးနှင့်အတူ အုပ်စည်းရိုးပေါ်မှာခုံချည်။၎င်းတို့သည်ရန်သူများ၏အိမ်ကြီးကိုမီးရှို့ကာရန်သူများကိုဒုက္ခပေးရန်ကြံစီထား၏။အိမ်ဝင်းတနေရာတွင်အရက်တောက်စားနေရန်ရှိသောရန်သူ၃ယောက်ကိုသာတွေ့ရ၏။တရားတို့သည်တရေကြီးစွာထား၍အိမ်ကြီးအနီးသို့အိမ်ကြီးနီးသို့ရှင်းကပ်သွား၏။အင်ဂျီနာအဆောင်၃၄ရောက်မှလွဲ၍မြည်သည့်ရန်သူများမရှိသဖြင့်၎င်းတို့အားလုံးမှာအံ့ဩနေကြသည်။တရားတို့သည်အိမ်ထဲတွင် ရန်သူများနှင့် တွဲဆောင်ကြရလိမ့်မည်ဟုမျှော်လင့်ထား၏တိုအခါချမ်းဆောင်ကြီးဥပလကလေတိုးတံဖြင့်ဒီရှာထဲမှာငါတို့ထင်ထားတာထက်အဆောင်အချက်တွေနည်းတယ်ဒီတော့ရင်းဆိုင်စရာတိုက်ပွဲတွဲဆောင်စရာအကြောင်းလည်းမရှိတော့ဘူးပေါ့ငါတို့ကြံစီထားတဲ့အတိုင်းအေးအေးဆေးဆေးလောက်ကြရုံပဲဟုတ်ပြောကအမွှာညီကိုအားအင်ကြီးပပတ်လေကိုဓာတ်စီများလောင်းရန်အမိန်ပေးလိုက်လေအမွှာညီကိုသည် အသိဉာဏ်ဆောင်လာသောဓာတ်စီပုံဖြင့်အင်ကြီးပပလည်းကိုပတ်ဖြန်းလေ။အမှားအညေကိုဓာတ်စီများပတ်ဖြန်းနေစဉ်တိဟသည်မိရှိကိုကံ၍တစုံတရာကိုစဉ်းစားမိ၏။ယခုမိမိတို့ရောက်ရှိနေသောခြံကြီးထဲတွင်ရန်သူအင်အားမြောင်များစွာရှိမည်ဟုယုံကြည်၏။သို့သော ယခုလက်တွေ့တွင်မူရန်သူ၏အရေးအယံကိုမျှမတွေ့ရရှိ။ခြံကြီးပပလည်းကိုစောင့်ကြက်နေသူ၃ဦးမှလည်းအယက်သမားများဖြစ်နေလေ၏။ တရားဒီ၎င်းတို့ရောက်နေသောအခြေအနေကိုစဉ်းစား၍တစုံတရာကိုစိုးရိမ်နေသလိုရှိ ထို့ကြောင့်အနည်းကြီးတရားပြင်ပင်တပင်ကိုတက်ခါရန်သူများ၏အရေးရှိကိုစုံသား၏တပင်၏ခွားထိတ်သို့ရောက်သောအခါအိမ်ကြီး၏အပေါ်ထက်နှင့်တက်တဲ့တိုးလေဗျာဒင်းပေါက်မှပိတ်ထားသဖြင့်အိမ်ကြီး၏အပေါ်ထက်မြင်ကွင်းကိုကမမြင်ရပါရှိတရားဒီတပင်ပေါ်မှနေ၍အိမ်ကြီး၏အခြေအနေကိုစောင့်ကြည့်နေကမမျှော်လင့်ပဲဗျာဒင်းပေါက်ပွင့်ထားသဖြင့် အင်ကြီး၏အပေါ်ထက်အင်္ဂါတစ်ခုကိုတစ်ခုဤအတွင်းကိုမြင်တွေ့ရလေသည်။တရသည်ထုံမြင်ကွင်းကိုမြင်သောအခါအလွန်ထိတ်လန့်အံ့ဩသွားပြီးတစ်ပင်ပေါ်မှလှိမ့်မြန်စွာခုန်ချလိုက်မိ။ထိုအချိန်တွင် ချမ်းဆောင်ကြီးဥပလမှာဓာတ်စီလောင်းထားသောဓာတ်စီလောင်းထားသောအင်ကိုမီးရှို့ရန်မီးရစ်ချစ်နေလေ၏။သို့သောမီးချက်မှာတစ်ချိန်နှင့်မီးမတောက်ပဲရှိနေ၏။တရကချမ်းဆောင်ကြီးဥပလထံသို့လှိမ့်မြန်စွာပြေးပြေးမလုံနဲ့ဟုအော်ဟစ်တားဆီးလိုက်လေ၏။ ထိုအချိန်တွင်ဥပလာ၏လက်ထဲမှမီးကျစ်မှမီးတောက်သွားပြီဖြစ်၏ဥပလာသည် မီးကျစ်ကိုဓာတ်စီများရှိရာသို့လှမ်းပြရန်ကြိုးစားလိုက် ထိုအခိုက်မှာပင်အနီးသို့တရားရောက်ရှိလာပြီးဥပလာလက်ထဲမှမီးကျစ်ကိုအလင်းအမြန်လူယူလိုက်တရားသည် မီးတောက်ကိုနှိမ့်တက်ခါမလုံနဲ့မှားမယ်ဒီအိမ်ကြီးကို မီးရှို့လိုက်ရင်ကျုပ်တို့တိတ်မှားသွားမယ်ရန်သူတွေရဲ့လက်ကော်ထက်ဝင်သွားလိုက်မယ်အမလေးကန်တီပီလို့ပေါ့ဗျာဟုတ်ပြော၏ ထို့နောက်တရားသည်ဥပလာတို့လူစုကို အင်ကြီးမှလှည့်မြန်စွာထွက်ရန်တောင်းဆိုလိုက်။၎င်းကိုယ်တိုင်အော်ဒတိုင်းစီတို့ပြေး၏။သူတို့အားလုံးအော်ဒတိုင်းပေါ်သို့ခုန်တက်၍ရှမ်းဆောင်ကြီးဥပလာက ဟေးကောင်တီကမင်းကဘာဖြစ်လို့ငါ့ကို မီးမချို့ခိုင်းရတာလဲ။ဟုတ်မင်းမြန်ဤထိုအခါတီဟာကစိတ်လုံချားဟန်ဖြင့်ကျောအပင်ပေါ်တက်ပြီးကြည့်လိုက်တော့ဘယ်သူ့ကိုတွေ့တယ်လို့ထင်လဲဗျ။ ဟုတ်မေးလျာအမွှာညေကိုကစိတ်လုံးချဟန်ဖြင့်ဝင်ရောက်၍ဘယ်ဘသူကိုတွေ့လို့လဲဗျအင်ကြီးရဲ့ပြတင်းကိုဖွင့်သွားတော့ပထမဆုံးမြင်ရတာဖုံးတော်ကြီးတပါးဗျဖုံးတော်ကြီးကဂရင်ပေါ်မှာထိုင်ပြီးတော့ကျန်းစာအုပ်တို့အုပ်ကိုဖတ်နေတယ်ကျန်တဲ့အခန်းထဲမှာလည်းဖုံးကြီးတွေရှိတယ်ဗျဘာဖြစ်လို့လဲဆိုတော့တင်ကန်းတွေအများကြီးလှားထားတာမြင်ရတယ်ဒီအင်ကြီးပေါ်မှာတန်ကားတော်တွေအပြည့်ပဲဗျဥပလာစဉ်းစားကြည့် တန်ကားတော်တွေအပြည့်ရှိနေတဲ့အိမ်ကြီးကိုကျုပ်တို့မီးချွတ်ရင်မဖြစ်နိုင်မလဲဒီကောင်တွေကျုပ်တို့ကို ထောင်ချောက်ဆင်ထားတာဗျဒီအိမ်ကြီးမှာသူတို့ရှိနေတယ်ဆိုပြီးကျုပ်တို့ကိုမျှားခေါ်တယ်ကျုပ်တို့ကဒီအိမ်ကြီးကိုမီးချိုးလိုက်မယ်ဆိုရင်အိမ်ဒီကြီးကလူတွေဟာလူဆိုးလူမိုက်တွေအဖြစ်နဲ့ဘယ်တော့မှမြို့ပေါ်မှာခေါင်းဖောင်ဝန်းတော့မဟုတ်တော့ဘူးထိုအခါအမွားကြီးကနေပါဦးကျုပ်တို့ကိုထောင်ချောက်ဆင်ဖို့အတွက်ဒီအိမ်မှာတန်ကားတော်တွေကဘာကြောင့်ခေါ်ယူထားရတာလဲ တရားကမျက်မှောင်ကျုံရေးစဉ်းစား၏ကျို့ထင်တော့ဒီပြင်မျိုးကတန်ဃာတော်တွေကိုဖျားဖို့ပို့ဆောင်ပေးမယ်ဆိုပြီးပင့်ခေါ်ထားတာဖြစ်ရမယ်ဒါမှမဟုတ်စေဝါကုသပေးမယ်ဆိုပြီးပင့်ထားတာလည်းဖြစ်နိုင်တယ်ဘာပဲဖြစ်ဖြစ်ဒီအိမ်ကလူတွေကိုဒုက္ခပေးရင်တော့မျိုးပေါ်မှာအိမ်ကြီးကြီးကလူတွေဟာခေါင်းဖော်ဝန်းတော့မှာမဟုတ်တော့ဘူးထွာကဥပလကမျက်မှောင်ကျုံ၏ဒါဆိုရင်ငါတို့အလှဲစားခံလိုက်ရပြီ ငါတို့ဒီအိမ်ကြီးကိုအမြန်ပြန်မဖြစ်မယ်။အိမ်ကြီးမှာဒေါ်ပန်းယုံနဲ့မိန်းကလေးနှစ်ယောက်ပဲရှိတယ်။ဒေါ်ပန်းယုံရဲ့မွေးစားသားမောင်ရှိမြကတော့ဘာမှတုံးစားလို့ရမှာမဟုတ်ပါဘူး။ငါတို့အိမ်ကြီးကိုအမြန်ပြန်မဖြစ်မယ်။ဟုတ်ပြောလေရ၎င်းတို့အားလုံးဒေါ်ပန်းယုံနဲ့အိမ်ကြီးအတွက်စိုးရင်သွားကြလေ။ထို့ကြောင့်အိမ်ကြီးတို့ပြန်ခဲ့ကြလေတော့၏။အိမ်ကြီးတို့ရောက်တော့အခါဒေါ်ပန်းယုံနဲ့မိန်းကလေးအားလုံးမှာဘေးမတည်ရမခပဲရှိနေကြတဲ့ဖြင့်၎င်းတို့အားလုံးမှာစိတ်အေးသွားရ၏ ဒေါ်ပန်းယုံကတီဟာရဲ့ပခုံးကိုလက်ဖြင့်ပုတ်၍မောင်တီဟာဟာအတော်ထင်ထားတာထက်ပိုးပြီးတော့စူဇန်စင်ညဉာဏ်နဲ့ပြည့်စုံတာပဲမောင်တီဟာရဲ့ကျေးဇူးကြောင့်ပထမအချိန်မှာပဲအိမ်ကြီးကိုရန်သူတွေဝိုင်းပြီးတိုက်ခိုက်တဲ့အရေးကနေကာကွယ်ပေးနိုင်ခဲ့တယ်။အခုအချိန်မှာပဲမောင်တီဟာရဲ့ကျေးဇူးကြောင့်ရဟန်းတန်ဃာတွေကို ပြင်းမာတဲ့ဘေးကနေတီတီကလေးလွတ်ခဲ့တယ်ဟုဝမ်းသာလှိုင်လဲဟန်ပြင်ရှိကျူး၏။တီဟာဒီဘေးကင်ဖြစ်သူရဲ့ရှိကျူးစကားကြောင့်ရင်ထဲတွင်ပီတိဖြာဝေသွား၏။ မိခင်သည်တရားအားသူ၏တားဖြစ်ကြောင်းသိလျင်မြည်မြပျော်ရွှင်မည်နီတရားသည်ဒေါ်ပန်းယုံအားညလုံးချင်းစုံအောင်ကြီးလိုက်ပြီးမိမိသည်သူ၏တားဖြစ်ကြောင်းဖွင့်ပြောခြင်းစိတ်များဖြစ်ပေါ်လာ၏ထိုအခိုက်မှာပင်ဒေါ်ပန်းယုံ၏မွေးစားသားမောင်ရွှေများရောက်ရှိလာပြီးအမေရဲ့တိတ်ပြီးတော့ရှီမုန်းကန်းနေမဖွင့်နေပါနဲ့ဗျာဒီကောင်းကိုကြည့်ရတာကြက်ကန်းဆန်ဝိုးတိုးသွားပုံရတယ်သူတို့မှအရေးချင်းချင်းရင်အမေစီကိုလာပြီးတော့အလုံးလုံးပအောင်မလား အရေးချင်းမရှိလို့အိမ်ဒီကြီးမှာတောက်တုံမရခိုင်းတဲ့အလုပ်ကိုလုပ်နေရတဲ့ဟာကိုဗျဟုမောင်တရားတို့ကိုနှိမ့်ကြသောဇကားကိုပြောဆို၏တရားဒီမောင်ရွှေများ၏စိတ်ဓာတ်ညာရွှေမှုကိုသိ၍ဇကားပြန်မပြောနိုင်တော့ဘဲနှုတ်ဆက်၍သာနေလိုက်၏ဒေါ်ပန်းယုံကမူမောင်ရွှေများဘက်သို့လှည့်၍ခေါင်းခါရမ်းလိုက်ပြီးမောင်ရွှေများမင်းဟာလူတပတ်သားကိုနှိမ့်ကြပြောဆိုတတ်တဲ့အကျင့်ရှိနေပါလားလူတိုင်းလူတိုင်းမှာရေချင်းကောင်းတွေရှိနေတတ်တယ်ငါသား လူတွေကိုအထင်မသေးရဘူးလူတရာဒီဘက်မှာညံ့နေပေမဲ့ဟိုဘက်မှာတော်ရင်တော်နေတတ်တယ်လက်ရှိအချိန်မှာညံ့နေပေမဲ့အနာဂတ်မှာလူတော်လူကောင်းတွေဖြစ်သွားတတ်တယ်ငါသာဒါကြောင့်လူတိုင်းကိုလေးစားပါနှိမ့်ချစော်ကားတတ်တဲ့အချင်းကိုဖျောက်ပါကွာဟုတ်ဆုံးပါလေထို့နောက်ဒေါ်ပန်းယောက်ကပဲဆက်လက်၍ငါရဲ့ရန်သူတွေဟာအိမ်ကြီးကြီးကိုထတ်မလာတာဟာအတော်အံ့ဩဖို့ကောင်းတယ်ဒီကောင်တွေဟာငါတို့ကို ချော့တော့မိလို့အထိနာသွားပြီးငြိမ်သက်နေတာဖြစ်နိုင်တယ်။ဒါမှမဟုတ်ငါတို့ရဲ့ခြေလမ်းတွေကိုစောင့်ကြည့်နေတာလည်းဖြစ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်ငါတို့ရဲ့ရည်ရွယ်ချက်အတိုင်းဟူးကောင်းကြိုင်ပွဲကိုခရီးဆက်ကြမယ်။လမ်းခရီးမှာတော့ငါတို့ကိုအမျိုးမျိုးနှောက်ချက်ကြမှာပဲ။ဘလို့ပဲဖြစ်ဖြစ်ရှင်းရောင်းပန်ကလေးမှာပါတဲ့အတိုင်းယန္တနာတွေကိုသွားပြီးတူးဖော်မယ်။ယန္တနာတွေကိုရခဲ့ရင်တော့ငါတို့လက်ထဲကနေပြီးတော့အများဆုံးအများသူကအကျိုးရှိတဲ့နေရာတွေမှာလှူဒန်းပြင်မယ်။ ငါတို့စီမှာယတနာတွေမရှိတော့ဘူးဆိုရင်သူတို့လည်းလက်ချော့ရင်လက်ချော့သွားမှာပါ။ဟုတ်ပြော၏။ထိုအခါရှာတောင်ကြီးဥပလာကဝင်ရောက်၍ဟုတ်တယ်။သူတို့ဟာဘာမှမရနိုင်တော့ဘူးဆိုရင်လက်ချော့သွားမှာပါ။မပန်းယုံရဲ့ဆန္ဒအတိုင်းဟူကောင်းချိုင်ဝဲကိုခရီးဆက်ဖို့ကြုတ်သဘောတူတယ်။ရန်သူတွေဟာပထမအချိန်တိုက်ပွဲမှာသူတို့ထင်တဲ့အတိုင်းမဖြစ်ခဲ့လို့ကျုပ်တို့ကိုအထင်မသေးဘူးတော့မှာတော့တေချာတယ်ဟုပြော၏။ ထို့နောက်ဒေါ်ပန်းယုံခရီးဆက်လက်ရန်အတွက်လိုအပ်သောရိခါများကို တိုင်ပင်ဆွေးနွေးကြလေ။ရှမ်းဆောင်ကြီးဥပလကလမ်းခရီးအတွက်လိုအပ်သောရိခါများ၊စေဝါများ၊လက်နက်များကိုအကြံပြု၏။ခရီးဆက်ရန်နေ့ကိုလာမည့်စနေနေ့တွင်ထွက်ခွာရန်သဘောတူကြ၏။ထို့အချိန်မှာပင်အိမ်ဒီကြီးကြီးလူအလုံးမှဆက်ရတက်ကြွသွား၏။၎င်းတို့သည်နှစ်ပေါင်းများစွာအိန္ဒိယကြီးတွင်အခန်းအောင်းရနေခဲ့ခြင်းကိုလည်းကြီးငွေ့နေပြီဖြစ်၏ ဒေါ်ပန်းယုံတို့သည်စနေနေ့သို့ရောက်သောအခါအိမ်ကြီးမှစတင်၍ခရီးထွက်ခဲ့၏၎င်းတို့သည်မြို့များတစ်မြို့ပြီးတစ်မြို့ကျော်ဖြတ်၍ဦးကောင်းကြိုင်ဝမ်းရှိရာသို့ခရီးထွက်ခဲ့လေ၏တနိုင်းမြို့သို့ရောက်သောအခါခမင်းဆိုင်တစ်ဆိုင်တွင်ဝင်ရောက်၍ရှေ့ခရီးအတွက်တိုင်ပင်ဆွေးနွေးကြလေ၏ဒေါ်ပန်းယုံသည်အသင့်ယူဆောင်လာသောဦးကောင်းကြိုင်ဝမ်းမြေပုံကိုလက်ဖြင့်ထောက်ကာတနိုင်းမြို့ရဲ့နောက်ဖက်မှာမိုင်းစုံဆိုတဲ့ရွာတရွာရှိတာထင်တယ် ရွာဟာအတော်ကြီးတဲ့ရွာပါပဲအဲ့ဒီကိုရောက်အောင်သွားရမယ်လမ်းခရီးဟာကြမ်းတမ်းနဲ့မိုင်းစုံကိုသွားဖို့အတွက်လမ်းပြတစ်ယောက်တော့ရှာရလိုက်မယ်ဟုပြော၏ထိုအခါအမွှာညီကိုနှစ်ယောက်နဲ့တဦးကဝင်ရောက်၍မိုင်းစုံရောက်ရင်ယတနာမြေပုံကိုရှာလို့တွေ့တော့မလားဟုလေးတန်တီးတို့ဖြင့်မေးလေ၏ဒေါ်ပန်းယုံကခေါင်းခါရိုက်လိုက်ပြီမိုင်းစုံကနေအနောက်ဘက်စူးစူးကိုခရီးဆက်ရမယ် ငါတို့ရဲ့ခရီးလမ်းမှာရွာငယ်လေးတွေအများကြီးကြော်ဖြစ်ရမယ်။ဟိုကောင်းချိုင်ဝမ်းဟာလွင်ပြင်းဆိုပေမဲ့တားရက်တလိမ့်ဆန်တွေပေါများတယ်။အဲ့ဒီဒေသမှာအပေါ်အများဆုံးကတော့ဆင်ရိုင်းတွေပဲ။ဆင်ရိုင်းတွေရဲ့အန္တရာယ်ကိုဂရုစိုက်ရမယ်။ဘာပဲဖြစ်ဖြစ်ဟိုကောင်းကိုရောက်နေပြီ ဆိုရင်တော့ယရနာကိုရှာဖွေတွေ့ရှိဖို့နှီးကပ်နေပါပြီ။ငါတို့တတိထားရမှာကငါတို့ရဲ့ရန်သူတော်ကြီးတွေပဲ။ငါတို့နောက်ကို နောက်ရောက်ခံပြီးလိုက်နာပါတော့တေချာပါလေ။ ထိုနေ့ညညနေဆောင်သောအခါချမ်းတောင်ကြီးဥပလာသည်မြို့ထဲသို့ထွက်၍လမ်းပြကို ရှာဖွေလေ၏ဥပလာသည်လမ်းပြအဖြစ်လိုက်ပါပြင်းမိတရုတ်ဘိန်းသားတယောက်ကိုရှာဖွေတွေ့ရှိသွား၏တရုတ်ဘိန်းသားသည်ဘိန်းချူရန်သာစိတ်ဝင်စားပြီးဥပလာတို့၏ခရီးလမ်းကိုဝင်ရောက်မေးမြန်းခြင်းမရှိပါရှိထို့ကြောင့်၎င်းအားလမ်းပြအဖြစ်ရွေးချယ်လိုက်၏ထို့နောက်၎င်းအားနောက်တစ်နေ့တွင် ထမင်းဆိုင်သို့လာခတ်ရန်မှာကြပြီးဥပလာသည်ဆိုင်သို့ပြန်ခဲ့လေ၏ ဥပလာဒီထမင်းဆိုင်တို့ပြန်ခဲ့ရင်မတင်ကာစိတ်ဖြစ်ပေါ်လာတဲ့ပြင်နောက်တို့လှည့်ကြည့်လိုက်ရာသူ့ရင်နောက်တို့နောက်ရောက်ခံ၍လိုက်လာတော့မြန်အုတ်ထုတ်ဆောင်လူနှစ်ယောက်ကိုတွေ့ရှိ၏ထိုနှစ်ဦးသည်ရှားပေါင်းမီနှင့်ပင်နီအင်းကြီးကိုဝတ်ဆင်ထား၏ဒေါ်ပန်းယုံ၏ရန်သူများမိမိ၏နောက်သို့နောက်ရောက်ခံ၍ကောက်ကောက်ပါအောင်လိုက်ပါခဲ့ရှိပြီထမင်းဆိုင်တို့ရောက်သောအခါဥပလာဒီဒေါ်ပန်းယုံအားမြန်အုတ်ထုတ်ဆောင်လူငယ်နှစ်ယောက်ကိုပြောပြလေရာဒေါ်ပန်းယုံကလက်ကပြ၍ ကျမတည်ပြီးပါပြီကျမတို့ဆိုင်တော့မှလည်းမြောက်အုပ်ထုတ်ဆောင်လူတယောက်ရစ်တီရစ်တီလောက်နေတာတွေ့ရတယ်အခုတော့ကျမထင်တဲ့အတိုင်းကျမရဲ့ရန်သူတွေရောက်လာပြီပေါ့ကောင်းပါလေဟိုကောင်းလွင်ပြင်မှာသူတို့နဲ့ကျမတို့ပွဲကြီးပွဲကောင်းတွေ့ရသေးတာပေါ့ထိုအခါချန်တော်ကြီးဥပလကဝင်ရောက်၍ကျုပ်တို့ခရီးကအန်ဒီရီတွေတိတ်များတယ်ဒေါ်ပန်းယုံတို့ကျုပ်စိုးရိမ်မိတယ်ထိုအခါဒေါ်ပန်းယုံကခေါင်းခါရမ်း၍ကျမအတွက်မပူပါနဲ့ကျမသူတို့ကိုရင်ဆိုင်ဖို့ စနေနေ့တွေပြင်ဆင်ထားတယ်။သူတို့တနေ့ကျမစီကိုလာပြီးနိုင်ထက်စီနဲ့ပြုလုပ်ကြလိုက်မယ်ဆိုတာလည်းကျမသိနေတယ်။ဒါကြောင့်ကျမသူတို့ရဲ့ရန်ညိုးရန်စားနဲ့နိုင်ထက်စီနဲ့ပြုပြုမှုမှုကိုတော့မခံဘူးဆိုပြီးခုခံကာကွယ်နိုင်အောင်လေ့ကျင့်ထားပါတယ်ဟုပြောကလွယ်အိထဲမှာ၆လုံးပြုတ်လက်တော့ကိုထုတ်ပြီးလက်ထဲတွင်စော်ကစားကဟောဒီတနတ်ကို ကျမကောင်းကောင်းပြတ်တတ်တယ်။တော်တဲ့ရောက်ရင်ကျမဘလောက်လက်ဖြောင်းနေဆိုတာရှင်တို့ကိုပြရမှာပေါ့။ ျမတို့မှာလက်နက်ခိုင်းရတွေနဲ့အပြည့်စုံယူလာတယ်။အားလုံးဟာအရေးချင်းရှိတဲ့သူတွေကြီးပဲ။သူတို့ဟာခြေရောင်းပစ္စည်းမုတ်ဆိုးတွေဖြစ်နေပါလေ။သူတို့ကိုကျမမကြောက်ဘူး။နောက်ပြီးတော့ကျမကတရားတဲ့ဘက်မှာရှိတယ်။သူတို့ကမတရားတဲ့ဘက်မှာရှိတယ်။ကျမတို့ကယတနာတွေကိုရရင်အများအကျိုးအတွက်အသုံးပြုဖို့လုပ်တယ်။သူတို့ကကိုကျိုးအတွက်အသုံးပြုဖို့လုပ်တယ်။ဒါကြောင့်သူတို့ကိုအနံ့ရလိုက်မယ်လို့တော့ကျမကယုံကြည်တယ်။ တရသည်မိခင်၏ရဲရင်တက်ကြွသောစိတ်ဓာတ်ကိုတိတ်တခိုးကြိတ်၍သဘောကျသွား၏ယခုလိုအတန်းအန္တရာယ်နှင့်ဤကချိန်တွင်မိခင်၏တားဖြစ်ကြောင်းကိုလည်းဖွင့်ဟပြောဆိုခြင်းမိ၏သို့သောမိခင်အားပြောရန်အခွင့်မတားခဲ့ရှိထို့ညကတရားတို့သည်ထမင်းဆိုင်၏အပေါ်ထ၌အိတ်ဆက်ခဲ့လေ၏ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း၈စီစဉ်တင်ဆက်မှုကိုအီမာဒင်ခေတ္တခဏရနာခွင့်ပြုပါခင်ဗျာ ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြတူကျွန်တော်တို့ရဲ့ညီကောင်မတို့တအူးတယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပရာအပေါင်းမှကင်းဝေးကြပါစီခင်ဗျာ